နဂရော်ကြီးဆိုပြီးတော့အမည်မျိုးမျိုးရှိကြပေမယ့်နွမ်းပါသူတွေကိုရန်ကန်ရှင်းပြနေတဲ့ရနာကအမေရနာဝင်အားလုံးမင်္ဂလာပါစရီတိုင်းညိုပေးကနေပြန်လေကကြိုဆိုလိုက်ပါရီနဂိုးခွေတာနဲ့ပူဇော်ပါတာတွေဟာတရားဝါရနဲ့မကိုက်ညီပေမယ့်မြန်မာနိုင်ငံမှာတော့ယူဟာနယ်တွေကိုအရှင်ကလေးကပူဇော်ပါတာကြပါရီနဂရော်နဲ့တိန်ကနာစီနက်စင်အားဆိုပြီးတော့မျိုးမျိုးရှိကြပြီးတော့ဒီလောက်တွေဟာတဘဝဆန်တွေဆိုပြီးပြောကြပါရီဒါ့အပြင်နဂရော်ကြီး အမေရနာဝင်းကနဂရော်တရားဖြစ်ပေမဲ့ရလာတဲ့ငွေတွေကိုရန်ကန်ရှင်ပြိုလူပွဲကြီးလုပ်နေသူပါအမေရနာဝင်းကချော်မော်လာပါရီနဂရော်ကြီးဖြစ်ပြီးဒီလောကမှာရည်တည်လာခဲ့တာကြာမြင်ပါပြီဂုံတို့ဆောင်နိုင်ရကကြီးဖြစ်တဲ့အမေရနာဝင်းကရန်နာကူမှာနဂရော်လုပ်ပေမဲ့လည်းဘာသာတရားတွေကိုကန့်ဆိုင်နေသူပါနဂရော်လုတ်ကပူဇော်ပါသားလူတွေများပြားပြီးကိစ္စမျိုးမျိုးနဲ့လာရောက်ကူညီတောင်းကြပါရီကိစ္စမအောင်မြင်ခင်မှာလည်းပွဲပေးကြသလိုကိစ္စအောင်မြင်ပြီးရင်လည်းပွဲပေးတတ်ကြပါသေးတယ် အချို့နဂရတွေကရွှေတွေငွေတွေပြပြစုံစုံနဲ့ပြန်မလူတတ်ကြပေမဲ့အမေရနာဝင်းကတော့နဲ့တွေအတွက်ရောသူ့တပါတန်တရာကိုပါအောင်ရဟန်းခံရှင်ပြူလူတွေလုပေးပါရီအမေရနာဝင်းကရဟန်းခံရှင်ပြူတရား၁၀တပါကို၃နှစ်ဆက်တိုင်လုံးမယ်လို့ဆုံးဖြတ်ထားခဲ့တာပါလွန်ခဲ့တဲ့နှစ်မှာသူတို့ရက်ကွက်တဲ့အနီးအနားတွေကရှင်တရား၁၀တပါကိုရဟန်းခံရှင်ပြူလုပေးခဲ့ပါရီတရား၁၀တပါကိုရှင်ပြူပေးရတာကတော့နဲ့တွေက၁၀၀ပါရှိတာကြောင့်သူတို့ကိုစားရှင်ပြူလူတော်မင်္ဂလာဝဲကြီးကိုပြုလုပေးခဲ့တာပါ ဒီနေ့မှလည်း YGW ကမိဘမေကလေးတွေရှင်ပြူနာသားဖို့အတွက်အမေရနာဝင်းကရည်ရွယ်ထားပေမယ့်မချင်မဘဲနဲ့ငလင်းလုတ်သွားခဲ့ပါရီအဲဒါကြောင့်ဒီနေ့မှတော့ရနာကူကဖီးယားတွေနန်းနေပြူသွားတာကိုပြန်လည်ပြပြလိုက်ပါရီအမေရနာဝင်းကရနာကူကဖီးယားတွေနန်းနေကိုပြပြလိုက်တာစုစုပေါင်းသိန်းပေါင်း3000ကုန်သွားပါရီစူဆောင်ထားတဲ့ငွေတွေနဲ့ရွှေတွေကိုရောင်းပြီးတော့ဖီးယားတွေကိုပြပြလိုက်တာပါငလင်းကြောင်ပြူသွားတဲ့ဖျားတွေကိုရက်လေးဆယ်အတွင်းပြီးပြုပြင်ခဲ့ပြီးတော့မတင်မဲ့ပဲနဲ့ဖျားတကာအကြောင်းကမာကြီးဖြစ်ခွင့်ရသွားခဲ့ပါရီ အချို့တွေကနဂရော်တွေလို့ပြောလိုက်ရင်မူးနေတယ်လို့ထင်ကြပေမဲ့နဂရော်တွေမှာလည်းဘာသာရေးကိုင်းဆိုင်သူတွေဖျားတကားကြီးတွေပါဝင်တာကိုသိစေချင်တယ်လို့ဆိုပါရီဒီလောက်ကနေလက်အောက်ငယ်သားတွေကို ပြန်လေကြည့်ပြီးတော့ရိုးရကိုလေးထင်သိရပြီးဒီလောက်ကိုအစဉ်အဆက်လက်ဆင့်ကမ်းခဲ့ကြတာပါအမေရနာဝင်ကတော့သူ့လက်ထက်မှာငလင်ကြောင့်ပြုတ်ပြတ်သွားတဲ့ဖျားတွေကိုလူတန်းခွင့်ရသွားခဲ့ပါသေးတယ်ဒီနေ့မှာဖျားတီလိုက်ရလို့ပဲရှင်ပြွေးကိုမလို့ဖြစ်ပေမဲ့လည်းနောက်နေ့မှာတော့ရှင်ပြွေးကြီးကိုကျင်းပပေးသွားအောင်မှာဖြစ်ပါရီ ။နေကတော်လို့ပြောလိုက်တာနဲ့အမြင်မကြည်လင်တာတွေကိုတော့အမြင်နာဝင်းကပေဖြောက်ရှင်တဲ့သူပါ။နေတွေကအငွေပဲစားလို့နေတွေကိုပါတာထားတဲ့ယာတွေကနေကတော်တွေပဲရှားတာလားလို့သိချင်းကြပါရဲ့။အမြင်နာဝင်းကနှက်ဆက်ထားတဲ့ယာတွေကလည်းအလုံးတွေပြန်လဲလူတန်းပေးပါသေးတယ်။ဒီလောကထဲမှာနှက်ကိုကြောင်းပြပြီးတော့ငွေတွေကိုလှည့်စားယူနေသူတွေရှိပေမဲ့ရွှေရထင်းသေးနေတဲ့အမေရနာဝင်းလို့ဂုံနုဆောင်တဲ့အကကြီးလေးရှိပါသေးတယ်။သူ့ရဲ့ဘွေတွေမှာအမေရနာဝင်းကလှလာပပပြင်ဆင်ပြီးတော့ကရင်ကြည်ကောင်းလို့လာကြည့်သူတွေတောင်မှပါဇက်ဟောင်းသားဖြစ်သွားရမှာပါ နဂရောလုပ်ပင်မဲ့လေတန်တရားကိုကုသိုလ်တွေပါသွားအောင်ရှင်ပြပွဲတွေလုပ်နေတဲ့အမေနာဝင်းကတော့အခုဆိုရင်ဖျားတကာရဟန်းတကာဖြစ်သွားခဲ့ပါပြီနဂရောပြတိုင်းတူရောင်နေလုပ်နေတာမဟုတ်လို့နဲ့ချုပ်လို့ရတဲ့ဝင်းငွေတွေနဲ့ကုသိုလ်ကောင်းမှုတွေလုပ်နေတဲ့အမေနာဝင်းရဲ့စိတ်ထားလေးပေါ်မှာပရိသတ်ကြီးရဲ့အမြင်လေးကိုလေးပြောသွားပေးခဲ့ပါအောင်ရှင်